အားလုံးပဲမင်္ဂလာပါဒီချေကတော့ grade 12 physics ကိုသင်ကြားမယ်ဒီချေဝအောင်ပဲဖြစ်ပါတယ်ယနေ့သင်ကြားမာလီကတော့ chaparatu force in circular motion ရဲ့ခေါင်းစဉ်ကွဲလေးဖြစ်တဲ့ section 2.2 centrifugal and centrifugal force ဘဟုချင်းအနှင့်ဘဟုခွာအကြောင်းလေးတွေကိုလေ့လာသင်ကြားရအောင်ဟုတ်ပြီဆက်ကြည့်ကြမယ် ။ဒီချေတို့ဒီနေ့တင်မာကဗဟုခွာအားနဲ့ဗဟုချင်းအားရဲ့အကြောင်းတွေကိုလေ့လာကြမယ်။ Insagula motion there are two different forces that are encounter. There are centrifugal force and centrifugal force. စဝိုင်းပုံတရလမ်းကြောင်းလေးတွေရွှေရှားတဲ့အခါမှာဒီချေတို့ရအားရမျိုးစုံကွဲပြားတာကိုလေ့လာသိရှိရမယ်။အဲ့လိုကွဲပြားတဲ့အခါမှာဗဟုခွာအားလေးတွေဗဟုချင်းအားလေးဆိုပြီးတော့နှစ်ပိုင်းလေ့လာကြရအောင်။ ဒီထဲမှာကဘလို့ပြောထားလဲဆိုရင် Sanivator 484 attend to what the center of the circular per around with the object is moving အရာဝတ္ထုတွေရွေးရှားတဲ့အခါမှာသူတို့ရဲ့ direction တွေအကုန်လုံးကအလဲဘဟိုကိုပဲဥတည်နေတဲ့အတွက်ကြောင့်သူတို့ကို Sanivator 4တနည်းအားဖြင့်ဘဟိုချင်းအားဆိုပြီးတော့ဒီချင်းတို့နားလေသဘောပေါက်အောင်မှာဖြစ်ပါတယ်ဟုတ်ပြီဆက်ကြည့်ကြမယ် where the centrifugal force appear to earn in a direction pointing away from the center ဟုခွာအားဘဟုခွာအားလေးဆိုတာကကြာသူကထွက်ပေါ်လာတယ် direction တွေကဘယ်ကိုသွားလဲဆိုလို့ရှင်အလဲဘဟုရဲ့အဝေးကိုသွားရတဲ့အတွက်ကြောင့်ဒီချေတို့ကသူ့ကိုဗဟုခွာအားဆိုပြီးတော့နှစ်ပိုင်းလေလာသိရှိရအောင်။အားရနဲ့ပတ်သက်ပြီးတော့ဒီခန်းမှာဗဟုချင်းအားအပိုင်းကြီးဒီချေတို့တွေနောက်တစ်ခုကဗဟုခွာအားအပိုင်းတွေကိုလေလာသိရှိကြရအောင်။ Consider for example ဥမာအဖြစ်ဆိုလို့ရှိရင်တော့ a person while a ball on the n or a string in horizontal circle around a heart တချို့တို့ဘဟုခွာအားတွေဘဟုချင်းအားတွေနဲ့ပတ်သက်ပြီးတော့မြင်သာအောင်ပြောရမယ်ဆိုလို့ရှိရင်ရေပင်ကြီးမြင်တနည်းအားဖြင့်ချားရက်လေးတွေလှက်ပတ်တဲ့ပုံသဏ္ဍာန်အတိုင်းဘောလုံးလေးတစ်လုံးမှာကျုံးလေးတက်ပြီးတော့လှက်ပတ်တဲ့ပုံသဏ္ဍာန်ကိုစဉ်းစားကြရအောင် The person pull the string to အေဇန်အန်အင်ဝါဖောအွန်ဒါဘောအကဲအမြာဒီလူလေးကကျိုးလေးကိုလှည့်ပတ်လိုက်တဲ့အခါမှာသူ့ရဲ့ဒါရရှင်ဒီအတွင်းဘက်ကိုရောက်ရှိတာကိုလေလာသိရှိရမှာဖြစ်ပါတယ် Therefore is the require sanibidia for find the board to move around the sagula phat ဆဝမ်းပုံတံလမ်းကြောင်းလေးရွေရှားလာသည်နဲ့အမျှသူ့မှာဖြစ်ပေါ်လာတဲ့အားရပမာဏတွေအကုန်လုံးကဗဟိုချင်းအားဆိုပြီးတော့တိချဲတူလည်လာသိရှိရမှာဖြစ်ပါတယ် according to newton's third law the board is a reaction for on the hand အကယ်၍များနူဒန်ရဲ့တတိယနေရာမှာကိုလေ့လာခြင်းအဖြစ်လက်ပေါ်မှာတက်ရောက်နေတဲ့အပမာဏတွေက reaction force ဆိုပြီးတော့လည်းဒီချေတို့တွေလေ့လာသိရှိရမှာဖြစ်ပါတယ်။ဟုတ်ပြီ။ figure လေးမှာတစ်ချက်ကြည့်ရအောင်။ figure မှာဆိုလို့ရှိရင်ဒီချေတို့စဝိုင်းပုံတံလမ်းကြောင်းလေးရွှေရှားတယ်။စဝိုင်းပုံတံလမ်းကြောင်းရွှေရှားမှုကတနည်းအားဖြင့်နိုင်လက်တန်ရဲ့ direction ရဲ့ဖြောင်းမြန်အတိုင်းလက်ပတ်တာကိုလေ့လာသိရှိရမယ်။ ဘောလုံးလေးတစ်လုံးကိုကျိုးလစ်တက်ပြီးတော့ဒီချေရိုးဒီဟော်ရစ်စင်နဲ့ရေပြင်းကြီးကြီးအတိုင်းနှက်ပတ်လိုက်တဲ့အခါမှာသူ့ရဲ့ဒါရက်ရှင်တွေဟာဘယ်ဟုဥတီနေလဲဆိုရှင် မူလဝင်ရုပ်ဖြစ်တဲ့အလဲဘဟုကိုပဲဥတည်နေတဲ့အတွက်ကြောင့်သူ့မှာ sanitary folie ဖြစ်ပေါ်တာကိုလေလာသိရှိရမယ်။ဟုတ်ပြီ။ထုံနည်းသူဆိုပဲဒီမှာဖြစ်ပေါ်နေတဲ့အားလေးကဘောလုံးကိုကြည့်ချက်လို့ဆွဲထားတဲ့လလေးမှလေးတင်းရပမာဏလေးဖြစ်ပေါ်မယ်။အဲ့ဒီတင်းရပမာဏလေးကိုတနည်းအားဖြင့် reaction force ဆိုပြီးတော့နားလေသဘောပေါက်ရမှာဖြစ်ပါတယ်။ဒီလို reaction force တွေဖြစ်ပေါ်လာမယ်။ sanitary folie ဖြစ်ပေါ်လာမယ်။ဒါတွေအကုန်လုံးကတနည်းအားဖြင့် variation လို့ပြောရမယ်ဆိုလို့ရှိရင်ကြည့်ချက်လို့ဘဟုချင်းအားလေးရဲ့ reaction ဆိုပြီးတော့လေဖော်ပြနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်သူ့ကိုအောင် ါနာမည်ပေးထားတဲ့ centimeter for on the ball and iteration for on the hand ဘောလုံးလေးရဲ့အပမာဏက centimeter ဗဟိုချင်းအားလေးဖြစ်ပြီးတော့လက်ပေါ်ကိုတက်ရောက်နေတဲ့အပမာဏလေးက reaction force ဆိုပြီးတော့တချဲလို့ဒီလိုဗဟိုခွာအားလေးနဲ့ဗဟိုချင်းအားလေးရဲ့ကွဲပြားခြားနက်ချက်လေးကိုလေ့လာသိရှိရတာဖြစ်ပါတယ်။ဟုတ်ပြီနောက်တစ်ခုဆက်ကြည့်ကြရအောင် That is a misconception that this reaction forces a the our director centrifugal for acting on the ball. တချို့တွေတွေမှားယူနေတာကဒီမှာဖြစ်ပေါ်ခဲ့တဲ့ reaction flow တွေ၊ဖြစ်ကလေးမှာရှင်းပြထားခဲ့တဲ့ reaction flow တွေဆိုတာကတဲ့တနည်းအားဖြင့်အဝတ်ထားရိုက်အပြင်ဘက်ကိုရေရှားသွားတယ်။အဲ့လိုရေရှားသွားတဲ့အပမာဏကတနည်းအားဖြင့် centrifugal force ဘောကိုတက်ရောက်နေတယ်ယူဆပြီးတော့မှားနေတယ်ဆိုတာကိုပြောကြားထားတာဖြစ်ပါတယ်။အမှန်တကယ်ကတော့ဒီမှာဖြစ်ပေါ်တဲ့ reaction က centrifugal force ဘဟုခွာအားလေးဖြစ်ပေါ်တာမဟုတ်ဘဲနဲ့လက်ပေါ်ကိုတက်ရောက်နေတဲ့ reaction force လေးပဲဆိုတာကိုသဘောပေါက်နားလည်ရမှာဖြစ်ပါတယ်။အိဆက် ။ထိထိကြကြပြောမယ်ဆိုလို့ရှိရင်စန်တီဗီဒါ4ဘာဟိုချင်းအားလေးပဲချီတယ်။ That is no other for adding on the bore along the string ။ခုနကတော့တချေလိုအရှိမပြောကြခဲ့တဲ့ပုံလေးနဲ့တကွာရှင်းပြခဲ့တယ်။အဲ့ဒီမှာဖြစ်ပေါ်နေတဲ့အပမာနာတွေအလေဘဟုကိုပဲဥတည်မှုတွေဖြစ်တဲ့အတွက်ကြောင့်ဒီမှာဘဟုခွာအားမဖြစ်ပေါ်ဘဲနဲ့ဘဟုချင်းအားတစ်ခုတည်းသာဖြစ်ပေါ်ရဲဆိုတဲ့အကြောင်းကိုရှင်းလင်းထားတာဖြစ်ပါတယ်။မြင်သာအောင်ပြောမယ်ဆိုလို့ရှင်အိဇမဲလီနဲ့ add another example ဥမာအနေနဲ့ပြောမယ်ဆိုရင်တော့ဒီချိန်တို့က consider a person on a moving car ကာတစီလီယာယူရှားနေတယ်အဲ့ဒီကောင်ပေါ်မှာလူတစ်ယောက်ပါလာတယ်ဆိုတော့မြင်ကြည့်ရအောင်အဲ့လိုမြင်တဲ့အခါမှာ when the car is moving with constant velocity along a straight road that is no not for on the person ကားလေးကယူရှားနေတယ်ပုံသင်နှုံးလေးနဲ့ပဲယူရှားတဲ့အတွက်ကြောင့် လမ်းလေးမှာပုံသေးနှုတ်နဲ့ပဲရွှေရှားတယ်ဒါကြောင့်လူပေါ်ကိုအာသက်ရောက်မှုမရှိဘူးဆိုတာကိုပထမတစ်ချက်အနေနဲ့လေ့လာသိရှိရမယ်ဟုတ်ပြီ has the person fee no for adding on him လူလေးပေါ်ကိုအာသက်ရောက်မှုမရှိဘူးဆိုတာကိုပြောကြားထားတာဖြစ်ပါတယ် however when they car who around a car the person fee and hour for a son on him သူ့ဘော်ကိုအားသက်ရောက်တယ်ဆိုတာကိုကားလေးကဆောင်းဝိုင်းပုံစံလမ်းကြောင်းတနည်းအားဖြင့်ခောက်ပုံစံရွေရှားတဲ့အခါမှာလူလေးဘော်ကိုအားသက်ရောက်တယ်ဆိုတာကိုပြောကြားထားတာဖြစ်ပါတယ် this is the centrifugal reform combine the efforts on inertia အဲ့လိုကားလေးပေါ်မှာရှိနေတဲ့လူတယောက်ပေါ်ကိုအသက်ရောက်ပြီဆိုတာကတနည်းအားဖြင့်ဘဟုခွာအားလေးဖြစ်ပေါ်တယ်ဘဟုခွာအားလေးဖြစ်ပေါ်တာက effort or inertia ဆိုတဲ့ဒီမြဲခြင်းနည်းရာမှာအရာတစ်ချို့ရှိတယ်လို့ပြောကြနိုင်တာဖြစ်ပါတယ်ဟုတ်ပြီစကြည့်ကြအောင်ဒီအပိုင်းနဲ့ပတ်သက်ပြီးတော့ accordingly အမှန်တကယ်အဖြစ်တော့ the centrifugal reform in not a real force ဘဟုခေါ်အားဆိုတာကအမှန်တကယ်တော့တီချဲတို့ဒီမှာအာတက်ရောက်မှုမရှိဘူးတနည်းအားဖြင့်စစ်မှန်တဲ့အားမဟုတ်ဘူးဆိုတာကိုပြောကြားထားတာဖြစ်ပါတယ် it is an apparent or fictitious for who a equal and opposite to the centipede for ဘဟုချင်းအားတီချဲတို့မှာ အမှန်တကယ်ကဘဟုခွာလေးကအမှန်တကယ်အဖြစ်တော့မရှိဘူးတို့ပင်တော့ညာလဲပင် သူ့မှာထင်နေရတဲ့ပုံမှုအားတွေရတနည်းအားဖြင့်ဘဟုချင်းအားတွေနဲ့တော့ပမာဏတော့ ူညီတယ်တနည်းအားဖြင့် direction တွေတော့ကွဲပြားတယ်ဆိုတော့ကိုဒီလိုသဘောတရားလေးတရားမှုကိုတော့လေ့လာသိရှိရမှာဖြစ်ပါတယ်ဟုတ်ပြီ auto လဲပဲ centrifugal for in not in rear for အမှန်တကယ်အားဖြစ်တော့ဘဟုခွာအားလေးဆိုတော့ကအားတရားမှုမရှိဘူးတနည်းအားဖြင့်အမှန်တကယ်မရှိဘူးဆိုတော့ကိုသိပင်တော့ညာလဲပင်ဒီချေတော့က the concern or centrifugal for can be applied in rotating turbine လှက်ပတ်တဲ့အရာဝတ္ထုတွေမှာတော့ ၃နာကိုလီလာသိရှိရမှာဖြစ်ပါတယ်ဘလို့ຢာတွေလည်းစက်ကြည့်ကြမယ် set and centrifuge ဘဟုခွာအားလေးတွေ washing machine အဝိရောစက်တွေ centrifugal pan ဘဟုခွာအားသုံးတဲ့ pan တွေတနည်းအားဖြင့် centrifugal governor and sanibu ကဲ clash ဆိုပြီးတော့ဒီချေတို့အင်းဘိုးခွာအသုံးထားတဲ့ထိန်းထားတဲ့စက်တီမှာလည်းဒီရီကိုအသုံးပြုတယ်ဒီစာပိုင်လေးရဲ့တဘောတဝါဝကိုပြန်ပြောမယ်ဆိုရင်တော့ဒီချေတို့မှာဘဟုခွာအားလေးကအမှန်တကယ်တော့မရှိဘူးသို့ပင်တော့ညာလည်းပဲဒီဘဟုခွာအားတွေကိုလှက်ပတ်တဲ့ပစ္စည်းကရိယာတွေမှာတုံးဆဲတာကိုပြောချထားတာဖြစ်ပါတယ်ဟုတ်ပြီသူတို့နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစိုက်ကြည့်ကြရအောင်ဒီချေကုနာကပြောခဲ့တယ် centrifuge force ဆန်တီဖြူကရယ်ဆန်တီဖြူဘော်တနည်းအားဖြင့်ဘဟုခွာအားတွေဘဟုခွာရဲတွေကိုဘယ်လိုသုံးတာလဲ A centrifuge is a a feed or equipment that pour an object in rotating around with a feed AC spin A in a circle ဘဟုခွာဟာဆိုတာကဒီပစ္စည်းကရိယာတွေအရာဝတ္ထုတွေကိုလှက်ပတ်တဲ့အခါမှာသူတို့ကိုဝင်ရိုးအသေးအနေနဲ့အသုံးတဲ့အခါမှာအသုံးပြုတာဖြစ်ပါတယ်ဟုတ်ပြီဘယ်လိုနေရာတွေမှာဆက်သုံးလဲဆက်ကြည့်ကြမယ် in a laboratory centrifuge they use ဆန်ဗရတက်ကျူသူတို့တွေကိုတခွဲခန်းနေရဆန်ဗရတက်ကျူအနေမှာအသုံးပြုတာကိုလေ့လာသိရှိနိုင်မယ် there radio acceleration causer denser particle to settle to the bottom of the tube why low density sustain right through the top တခွဲခန်းနေမှာဆိုပြီးသူတို့ကိုဆန်ဗရတက်စ်အနေနဲ့အသုံးပြုတယ်ဘလို့အရာတွေမှာလဲဆိုလို့ရှိရင်တနည်းအားဖြင့် radio acceleration အချင်းဝတ်တွေရဲ့အချိန်တွေကို ပြောတဲ့အခါဖြစ်ပေါ်တဲ့အခါမှာ concert ဖြစ်ပေါ်တဲ့အခါမှာဒီချေတို့သုံးနေဘလို့အခြေအနေရဲ့ဆိုလို့ရှိရင် lower density တွေကကြတော့ပေါ်ဘက်ကိုကတနည်းအားဖြင့် right အပေါ်ဘက်မှာတင်းကျန်နေမယ်တနည်းအားဖြင့် density များတဲ့အကောင်ကကြတော့အောက်ခြေမှာကျန်နေတာကိုလ ీల သိရှိရမှာထို့နည်းသူဆောင် figure လေးမှာကြည့်ရအောင်အပေါ်ပိုင်းလေးကကြတော့ low density အောက်ပိုင်းလေးမှာအနေထိုင်နေတာကတနည်းအားဖြင့် higher density ပေါ့အမြင့်ဆုံး density အများဆုံးဖြစ်တဲ့အကောင်ကိုပြောထားတာဖြစ်ပါတယ်။ The FSA known at the စတမန်ဒီရှင်ပရင်စမယ်တနည်းအားဖြင့်ဒီပြောဆက်သည်အနေကြသည်ဒီရမကိုလ ీల သိရှိနိုင်တာဖြစ်ပါတယ်။ဟုတ်ပြီဘဟုခွာအားလေးနဲ့ပတ်သက်ပြီးတော့ဒီပုံလုံးအချုပ်ပြောမယ်ဆိုလို့ရှင်ဒီရဝတ္ထုကိုတချေတို့ကအရာဝတ္ထုတွေလှည့်ပတ်ဖို့ရန်အတွက်မူလဝင်ရုံမှာပဲလှက်ပတ်တဲ့ခါမှာအသုံးပြုတယ်။တနည်းအားဖြင့်အနေထိုင်ခြင်းနေရာမှာကိုအသုံးပြုတဲ့ခါဒီမှာအသုံးပြုတယ်။ low density ဆိုလို့ရှိရင် right မှာပေါ်မယ်။နောက်က higher density မြင်မာတဲ့အကောင်ကြီးဆိုလို့ရှိရင်တော့ bottom အောက်ခြေမှာပေါ်မယ်ဆိုတာကိုတီချဲတို့ဒီလ ీల သိရှိရမှာဖြစ်ပါတယ်။ ဟုတ်ပြီနောက်တစ်ခုဆက်ကြည့်ကြရအောင်နောက်တစ်ခုကစန်တီစန်တီဖျူဂရီဖန်ဘဟုခွာအသုံးနဲ့ပန်ဘဟုခွာအသုံးနဲ့ပန်နေဆိုတာကဘလို့ရောင်းထုတ်တယ်လဲဆိုလို့ရှိရင်စန်တီဖျူဂရီဖန် A hydrolyzed machine ဟွေးကွန်ဘာ mechanical energy into hydraulic energy then pressure energy why they use all centrifugal for acting on the fluid ဘဟုခွာအပန်နေမှာဆိုလို့ရှိရင် hydraulic machine ကနေပြီးတော့ mechanical energy အဖြစ်ပြောင်းလဲနိုင်တယ်ပြောင်းလဲတဲ့အခါမှာသူ့ဘော်ကိုတက်ရောက်လာတဲ့အပမာဏတွေကနောက်ဆုံးမှာပိုခွာအားလေးတွေဖြစ်ပေါ်တယ်ဆိုတော့ကိုပြောကြားထားတာဖြစ်ပါတယ် the rotating impeller move water or other fluid by using centrifugal force အဲ့လိုဒီလိုလှက်ပတ်လိုက်တဲ့အခါတနည်းအားဖြင့်ဒီဒလက်လေး ဒီတလက်လေးလှည့်ပတ်လိုက်တဲ့အခါမှာဒီချေတို့မှာရှိနေတဲ့အပမာနတွေရဲ့တက်ရောက်မှုကြောင့်သူတို့မှာရေတွေထွက်ပေါ်လာမယ်။ဒီအဖြစ်တခြား fluid တွေလည်းထွက်ပေါ်လာမယ်။အဲ့လိုထွက်ပေါ်လာတဲ့အခါမှာတက်ရောက်နေတဲ့အပမာနသည်တနည်းအားဖြင့် centrifugal force ဘဟုခွာအားလေးကိုတုံးထားတယ်ဆိုတာကိုဒီခေါင်းစဉ်လေးနဲ့တကွာပြောချထားတာဖြစ်ပါတယ်။ဟုတ်ပြီ။နောက်တစ်ခုဆက်ကြည့်ကြမယ်ဘဟုခွာအားတုံးတဲ့အပိုင်းလေးနဲ့ washing machine အဝတ်လျှော်စက်တီး အဝိချော်စတေမာကိုဘဟုခွာလေးကိုဘလို့သုံးလဲဆိုတော့ကိုဒီချေတို့လ ీల စမ်းကြည့်ကြအောင် there centrifugal there centrifugal action or washing machine in you in spin drying the closer အဝိတေကိုတနည်းအားဖြင့်ရှော့ဖို့ရန်တနည်းအားဖြင့်စပင်လှက်ပတ်ဖို့ရန်အဒရက်ဘဟုခွာအလေးရဲ့ဒူရရှင်ကိုသုံးတာဖြစ်ပါတယ် what other closer are completely washed they are span very fast and exert water in remove completely with their hair or centrifugal force ဘာလေးပြောထားတာလဲဆိုလို့ရှိရင်အဝတ်တွေကိုရှော်ဖို့လိုက်တဲ့အခါမှာလုံးဝသူ့မှာရည်တွေကိုစင်ကြယ်ဖို့ရန်အတွက်သူ့မှာပါရှိနေတဲ့ဒီ span လေးကို very far လှင်းများစွာလှက်ပတ်လိုက်တဲ့အခါမှာလုံးဝရေရင်စင်ကြဲသွားပြီးတော့နောက်ဆုံးမှာဘလို့အားတရောက်မှုဖြစ်လဲဆိုလို့ရှိရင်ဗဟိုခွာအားလေးအားတရောက်မှုတွေဖြစ်ပေါ်တဲ့အကြောင်းကိုဝါရှင်မရှင်မှာပြောကြားထားတာဖြစ်ပါတယ်။ဟုတ်ပြီတချို့တို့အခုသုံးနေတဲ့အဝိရှော်ဆက်တွေမှာဆိုလို့ရှိရင်လည်းဗဟိုခွာအားလေးတွေသုံးပြီးတော့လှက်ပတ်မှုတွေသုံးနေဆိုတဲ့အကြောင်းကိုပုံနဲ့တကွာတခြားရှင်းလင်းထားတာဖြစ်ပါတယ်။ဟုတ်ပြီနောက်တစ်ခုဆက်ကြည့်ကြမယ်။နောက်တစ်ခုကကြတော့ Sandview Grade Governor ဗဟိုခွာအားထိန်းတဲ့ဆက်တွေမှာ သူ့မှာဘယ်လိုသုံးလဲဆိုလို့ရှင် The Scientific Governor Interbright you to measure တိုင်းတာဖို့ရန် and regulate the speed or emission set at an engine engine ကဲ့သို့သူတို့တွေကိုတိုင်းတာဖို့ရန်ဒါမှမဟုတ်ဒီချေတို့တွေတွတ်ထုတ်ဖို့ရန်အတွက်လေဒီဘဟုခွာအထင်းတဲ့ဆာလီတွေကိုအသုံးပြုတာဖြစ်ပါတယ်။ The centrifugal governor consist of two four fly or equipment. We are attached to the throttle bar m through ရဲ့ဘက်မှာဓာတ်ထုနှစ်ခုလုံးတူညီတဲ့ဘောလုံးလေးနှလုံးဘောလုံးလေးနှလုံးကိုတက်ဆင်မယ်တက်ဆင်တဲ့အခါမှာကိုဘယ်လိုတွေဖြစ်ပေါ်မလဲဆိုတာစက်ကြည့်မယ် at the engine in walking အလုပ်လေးစလုပ်ထားမယ်စက်လေးက the ball also revolve around the spanning at a certain speed and mating at a position to do the centrifugal force ဟုတ်ပြီတပုံလုံးကိုအချုံငုံပြန်ပြုတ်ရမယ်ဆိုရှင်တော့ဘ ਹੁ ခွာအားသုံးတဲ့စက်တီမှာဆိုလို့ရှင်သူတို့ကိုတိုင်းတာဘူးအရာတွေဒါမှမဟုတ်တက်ချက်ဖို့ရန်အတွက်ဒီချေတို့လည်းအသုံးပြုတယ်အဲ့လိုအသုံးပြုတဲ့အခါမှာသူကိုတရှိနိုင်ဖို့အတွက်ဘောလုံးလေးနှလုံးဒွတ်တူတူတဲ့ဘောလုံးလေးနှလုံးကိုသူတို့ရဲ့လက်လေးနှစ်ဖက်မှာတက်ဆင်မယ်အဲ့လိုတက်ဆင်တဲ့အခါမှာ energy တွေတနည်းအားဖြင့် engine လေးတွေအလုံးလုံးလာတဲ့အခါမှာသူတို့ရဲ့ဘောလုံးလေးတွေက span တဲ့ဆိုပြီးတော့လှက်ပတ်လာ လှက်ပတ်လာသည်နဲ့အမျှသူတို့မှာထိန်းညှိထားတဲ့ပုံတင်နှုံးလေးတွေနဲ့ဒါရရှင်တွေကပြောင်းလဲပြီးတော့နောက်ဆုံးမှာဗဟုခွာအားလေးတွေဖြစ်ပေါ်မယ်ဆိုတာကိုဗဟုခွာအားသုံးတဲ့ဆက်လေးနဲ့ဥမာနီနဲ့ပြောကြားထားတာဖြစ်ပါတယ်။ဟုတ်ပြီ။ဗဟုခွာအားတွေနဲ့ပတ်သက်ပြီးတော့မင်းတို့ရင်းအကုန်နားလည်သဘောပေါက်မယ်လို့ဒီချေယူဆပါတယ်။ဒါကြောင့်စိုက်ကြည့်ကြရအောင်။အရှိမာရုံးကပုံနေခေါင်းစဉ်နေနဲ့တကွာဗဟုခွာအားသုံးတဲ့အကြောင်းလေးကိုပြောပြပြီး ရှေ့ရှေ့ပိုင်းမှာတော့လည်းဘ ਹੁ ခွာအားတွေဘ ਹੁ ချင်းအားတွေကိုလည်းပြောတဲ့အတွက်ကြောင့်တော်တော်တော့နားလည်သဘောပေါက်မယ်လို့ယူဆတယ်။ဒါကြောင့်ဒီအပိုင်းနဲ့ပတ်သက်ပြီးတော့ဒီမှာအသေးစိတ် comparison between centimeter and centrifugal force ဘ ਹੁ ချင်းအားတနည်းအားဖြင့်ဘ ਹੁ ခွာအားသူတို့နှစ်ခုလုံးရဲ့ comparison နှိုင်းရှင်ချက်တွေကိုဇာတ်လေးနဲ့တစ်ခေါက်ပြန်ကြည့်ကြရအောင် centimeter 4ဒီဘက်ကကြတော့ centrifugal force ဘဟုချင်းအားလေးရဲ့ဘဟုခွာလေးရဲ့ဘလိုမျိုး comparison နှိုင်းရှင်ထားလဲဆိုတာစဖတ်ကြမယ် Sandevider 48 therefore attain or an object in circular motion what is the direct toward the axis of rotation or center or curvature ဘာပြောထားတာလဲဆိုလို့ရှင်စဝိုင်းပုံတံလမ်းကြောင်းစဝိုင်းပုံတံလမ်းကြောင်းလေးရွှေရှားလာတဲ့နဲ့အမျှသူ့ပေါ်မှာတက်ရောက်လာတဲ့အားရရဲ့ direction နဲ့ဒီမူလဝင်ယူဒါမှမဟုတ်ဘဟုခွာအားလေးကို အသုံးပြုလာတဲ့အတွက်ကြောင့်သူဒီ Sunday Vidal တနည်းအားဖြင့်ဗဟိုချင်းအားလေးဖြစ်ပေါ်လာတယ်ဆိုတဲ့အကြောင်းကိုပြောကြားထားတာဖြစ်ပါတယ်။ဟုတ်ပြီဒီပုံလုံးခြုံငုံပြီးပြန်ပြောမယ်ဆိုလို့ရှိရင်ဆက်ဝိုင်းပုံတန်လှက်ပတ်တဲ့အတွက်ကြောင့်သူတို့ရဲ့ direction တွေဥတီရသည်မူလဝင်ရုပ်ကိုပဲဥတီတဲ့အတွက်ကြောင့်သူဒီဗဟိုချင်းအားလေးပဲဖြစ်ပေါ်တယ်ဆိုတဲ့အကြောင်းကိုရှင်းပြထားတယ်။နောက်တစ်ခုဆက်ကြည့်မယ်။နောက်တစ်ခုက Sunday Vidal 4 in a sagula motion in nor a rear 4 it are radially away from the center of the socket it reserve from the effort or inertia အရှိမာရုံကပြောထားတယ်ဆဝမ်းပူဒရန်လမ်းကြောင်းလှက်ပတ်တော်ညာလေးပဲဘဟုခွာအားလီကတော့ not real ပုံရိပ်စိမဟုတ်ဘူးလို့ပြောထားတယ်ဒိုးပင်တော်ညာလေးပဲသူ့မှာအားတက်ရောက်မှုရှိတာကိုတချဲလို့ဟာ effort or inertia တည်မြဲခြင်းနေရာမှာအရာ သူ့မှာအာတယောင်မှုရှိတယ်လို့တော့ယူဆလို့ရတာဖြစ်ပါတယ်။ဒါကြောင့်ဘဟုချင်းအားတွေကဘလို့ဘအိုခွာအားတွေကဘလို့ဆိုတာကိုသူတို့ရဲ့အကြောင်းအနေနဲ့ပတ်သက်ပြီးတော့အသေးစိတ်နည်းနည်းနားလည်သဘောပေါက်မယ်လို့ယူဆတယ်။နောက်တစ်ခုဆက်ကြည့်မယ်။နောက်တစ်ခုက in a car a traveling through a car on a circular horizontal road the elevator for provide find the four or fishing between the tire or the vehicle and the road surface allow the car to negotiate the terms ဘာလို့ပြောရလဲဆိုလို့ရှင်ရင်းပင်ကြီးမြင့်အတိုင်းတနည်းအားဖြင့်ဆဝိုင်းပုံတံလမ်းကြောင်းအတိုင်းကားပလီကလှည့်ပတ်မယ်ဆိုလို့ရှင်သူ့ပုံမှာအားတရမှုကဘဟုချင်းအားလေးဖြစ်ပေါ်မယ်ဆိုတာကိုဒီချေတို့ကိုပြောထားတယ်အဲ့လိုဘဟုချင်းအားလေးဖြစ်ပေါ်တဲ့အတွက်ကြောင့် friction ပုံမှုအားဘယ်နေရာမှာလဲဆိုလို့ရှင်ကားရဲ့တာယာလေးရဲ့နောက်တစ်ခုကလမ်းရဲ့အဲ့ဒီမှာ ဖြစ်ပေါ်နေတဲ့အပမာဏတွေကတော့ negotiate လုံးဝထယ်စင်းစားတော့မှာမဟုတ်ဘူးဆိုတော့ကိုပြောထားတာဒီချေတို့တွေအရှိသင်ငန်းစာတွေမှာတော့ပြောထားတယ်ကားတစ်စီးကစက်ဝမ်းပုံတန်လမ်းကြောင်းနဲ့လှည့်ပတ်ဖို့ရန်အတွက်ပုံမှုအားရှိရမယ်ပုံမှုအားရှိမှသာကားနဲ့တာယာနဲ့ပုံမှုအားရှိမှသာစက်ဝမ်းပုံတန်လမ်းကြောင်းတွေအတိုင်းလွယ်ကူချုံးမွေးစွာလှည့်ပတ်နိုင်မယ်လို့ပြောကြားထားတယ်အဲ့လိုမရှိဘူးဆိုလို့ရှိရင်တနည်းအားဖြင့် ကားလေးကို banking road စောင်းပေးထားမယ်ဆိုရင်တော့ဗဟိုချင်းအားလေးဖြစ်ပေါ်တဲ့အခါမှာလည်းရေကူစွာရွေရှားနိုင်မယ်လို့ပြောကြားထားတဲ့အတွက်ကြောင့်ဒီခေါင်းစဉ်လေးနဲ့ဒီစာသားလေးနဲ့ပတ်သက်ပြီးတော့လေတေချာမြင်သာမယ်လို့ယူဆပါတယ် what a car in motion take a sudden turn in a curve passenger in the car experience an outward push this is to draw the center figure for attend on passenger ဒီတပုံလုံးကဘာလို့ဆိုလိုတာလဲဆိုလို့ရှိရင်တီချဲတို့ရဲ့ကားလေးကရုတ်တရက်များ ဆဝိုင်းပုံတံတန်းတနည်းအားဖြင့် copper copper လေးများရွေရှားသွားတဲ့ခါကြလို့ရှင်ကားပေါ်မှာပါလာတဲ့ passenger လေးကအပြင်ဘက်ကိုနည်းနည်းရင်းရိုင်သွားမယ်ဆိုတော့ကိုပြောချထားတာဖြစ်ပါတယ်အဲ့လိုရင်းရံမှုဖြစ်သွားတဲ့အခါမှာတနည်းအားဖြင့်ဗဟိုချင်းအားလေးဖြစ်ပေါ်ရင်းဆိုတဲ့အကြောင်းကိုရှင်းလင်းထားတာဖြစ်ပါတယ်ဒါကြောင့်သူတို့နဲ့ပတ်သက်တဲ့အကြောင်းတရားတွေသူတို့ရဲ့အဖြစ်အပျက်တွေကိုနားလည်သဘောပေါက်မယ်လို့ယူဆတယ်နောက်တစ်ခုကကြတော့သူတို့တွေကိုဘယ်လိုနေရာတွေမှာအသုံးပြုလဲဆိုတော့ကိုဒီချေလို့စက်ကြည့်ကြရအောင် Easter light Eastern Line Orbiting in Planet E Support Find the Sanevidate Fourth ဘဟုချင်းအားဘဟုချင်းအားလေးကဘာအောင်မှာရှိနေတဲ့ဂျိုဒူးတွေလှပတ်မှုကလည်းတနည်းအားဖြင့် Sanevidate Fourth ဘဟုချင်းအားဆိုတာကိုဒီချေတို့တဘောပေါက်နားလည်ရမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ Sanevidate Fourth နဲ့ဘဟုခွာအားလေးကိုဘယ်လိုနေရာတွေသုံးလဲဆိုတာကိုစက်ကြည့်ကြရအောင် removing the acid water by spin drying closer in a washing machine is with the head or centrifugal force ဘောအခွာအားလေးတွေကိုလည်းတချေတို့တွေအဝိရှော်စက်တင်မှာ အသုံးပြုတာကိုလေ့လာ သိရှိရမှာဖြစ်ပါတယ်။ဟုတ်ပြီဒီဇေယျနှစ်ခုကဘာတွေအကြောင်းပြောထားလာလဲဆိုလို့ရှင်နံပါတ်1တစ်ချက်ကသူတို့ရဲ့အကြောင်းတရားတွေနံပါတ်2ကကြတော့သူတို့ရဲ့ဖြစ်စဉ်တွေနံပါတ်3ချက်ကကြတော့သူတို့တွေကိုဘယ်လိုနေရာတွေမှာအသုံးပြုရဲဆိုတာကိုပြောထားတာဖြစ်ပါတယ်။ဘာအကြောင်းလေးတွေလဲဆိုလို့ရှင်ဘဟုချင်းအား ဘဟုခွာအားလေးတွေရဲ့အကြောင်းလေးတွေနဲ့ပတ်သက်ပြီးတော့အသေးစိတ်ရှင်းလင်းထားတာဖြစ်ပါတယ်။ဒါလေးတွေကိုလည်းမင်းတို့သဘောပေါက်နားလည်မယ်လို့ယူဆပါတယ်။ဒါကြောင့်နောက်တစ်ခုဆက်ကြည့်ကြရအောင်။ Example 2.3 An athlete weighs 790 Newton is running a car at a speed of 8 meter per second in an hour. အဝန်းပိုင်းတစ်ခုမှာပြည်သမားတစ်ယောက်က790 ဘူတန်အနေနဲ့သူကအလေးချင်းအလောက်ရှိတဲ့ဟာနဲ့ပြေးနေတယ်။အဲ့လိုပြေးနေတဲ့အခါမှာသူ့ပေါ်မှာဖြစ်ပေါ်နေတဲ့နှုံးလေးက10မီတာပါစက္ကန့်ပုံတင်နှုံးလေးနဲ့လက်ပတ်လောက်ကိုလည်လာသိရှိရမှာဖြစ်ပါတယ်။ The radius of curvature or RA 5 meter အပေါ်မှာဖြစ်နေတဲ့အချင်းဝက်လေးတံမိုးက5 meter ဆိုတာကိုလည်လာသိရှိရမယ်။ Find the centimeter for attend on him အဲ့ဒီမှာဖြစ်ပေါ်နေတဲ့ဘဟုချင်းအားလေးကဘယ်လောက်လဲလို့တရားသူနံပါတ်တစ်ခု မေးထားတယ်။နောက်တစ်ခုက point 4 အသက်ရောက်မယ် provide the center video for ဘဟုချင်းအားလီဘဟုချင်းအားလီကဘလိုအားရကြောင့်ဖြစ်ပေါ်လာတာလဲနောက်တစ်ခုက what were happen to him if the radius of curvature is smaller အဲ့လိုဖြစ်ပေါ်လာသည်နဲ့အမျှအချင်းဝတ်တံမိုးကောဘလောက်လဲဆိုပြီးတော့မေးထားတယ်။ဟုတ်ပြီဒီပု္ပ္ပာရဲ့သဘောတရားကိုပြန်ပြောရမယ်ဆိုလို့ရှိရင်အပြေးသမားတစ်ယောက်ကအလေးချိန်790 newton အဲ့လောက်ဝိတ်နေနဲ့ ုံတင်နှုံ10မီတာပါစက္ကန့်လေးနဲ့ပြေးနေတယ်အချင်းဝက်က5မီတာဖြစ်ပါတယ်အဲ့လိုဖြစ်ပေါ်လာသည်နဲ့အမျှနံပါတ်1ချက်ဆက်က Sandvider 4ဘ ਹੁ ချင်းအားကဘလောက်လဲအဲ့လိုဖြစ်ပေါ်ဖို့ရန်အတွက်ဘ ਹੁ ချင်းအောင်ဖြစ်ပေါ်ဖို့အတွက်အားကတက်ရောက်မှုကဘယ်လောက်လဲဆိုပြီးတော့မေးတယ်10လား20လားတနည်းအားဖြင့်သူရဲ့တက်ရောက်မှုတွေမေးတယ်အဲ့လိုတက်ရောက်လာသည်နဲ့အမျှအချင်းဝက်တန်ဖိုးကကော smaller တင်းငယ်ဝါမှာလားဆိုပြီးတော့မေးခွန်း၃ပိုင်းနဲ့မေးတယ်ဟုတ်ပြီစัจကြည့်ကြမယ်ပေးချက်လေးတွေ weight or athlete ဂါဇာသမားရဲ့အလေးချိန်က790 newton ဖြစ်ပါတယ်။ V ကကြတော့6 meter per second ဖြစ်တယ်။အချင်းဝက်လေးကကြတော့ဒီချေတို့ r equal to 5 meter ဆိုပြီးတော့ပေးထားတာဖြစ်ပါတယ်။ mass ကိုရှာမယ်။ mass ကိုရှာကြတဲ့အကြောင်းရင်းကဒီချေတို့ကိုမေးထားတာ centimeter 4တနည်းအားဖြင့် FC ကိုမေးထားတဲ့အတွက်ကြောင့် FC ရဲ့ formula က FC equal to MB square by R ဆိုတဲ့ formula လေးကိုတွတ်ထုတ်ဖို့ရန်အတွက်ဒီချေတို့မှာဘာတိလဲဆိုရင် V တိတယ် R တိတယ်တို့ပင်တော်ညာလေးပဲအန်ကိုမသိတဲ့အတွက်ကြောင့်အန်ကိုရှာဖို့ရန်အတွက်ဒီဖော်မူလာလေးကိုသုံးဆရခြင်းဖြစ်ပါတယ်ဒီဖော်မူလာလေးကိုသုံးဖို့အတွက်မူလဖော်မူလာဖြစ်တဲ့ W equal to MG ဆိုတဲ့ဒီမူလဖော်မြူလာလေးကိုအရင်စဉ်းစားမယ်။ဒီဖော်မြူလာလေးကမှ M ကိုရှာဖို့ရန်အတွက် M equal to W by G ဆိုပြီးတော့ဒီဖော်မြူလာကို ပြန်ပြောင်းပြီးတော့တွက်ကြရအောင်။ W နေရာမှာက790 ဂျီနီယာမာကတော့ဒီချက်ကို9.8လေးနဲ့အစားသွင်းလိုက်မယ်။အစားသွင်းပြီးတော့ calculation ပြုလုပ်တဲ့အခါမှာ18.01 kg လေးကိုရရှိလာမှာဖြစ်ပါတယ်။ဟုတ်ပြီဒီလိုရရှိလာပြီဆိုရင်ဒီချက်တို့ကိုမေးခွန်းမှာမေးထားတဲ့တနည်းအားဖြင့် centimeter 4တနည်းအားဖြင့်ဘဟုချင်းအားလေးဘလောက်လဲဆိုတာကိုမေးထားတာတာဖြစ်ပါတယ်။ဒါကြောင့်ဘဟုချင်းအားလေးရဲ့ formula ဖြစ်တဲ့ FC equal to mb square by r ဆိုတဲ့ဒီ formula လေးနဲ့တွက်ကြရအောင်။အဲ့ဒီမှာ18.01 ဖီနီယာမာကစင်အာနီယာမာက5ကိုအစားသွင်းပြီးတော့ဒီချေတို့ကကူလေးရှင်းပြုလုပ်တဲ့အခါမှာနောက်ဆုံး finally မှာ518.4 newton ဆိုပြီးတော့ဒီချေတို့ကိုပထမတစ်ချက်ရှာခိုင်းထားတဲ့ FC တန်မှုလေးကိုရရှိလာပြီဖြစ်ပါတယ်ဒါကြောင့်ဒီလို FC တန်မှုရရှိလာတာကဘလို့အားရကြောင်ရရှိလာလဲလို့ထပ်မေးထားတဲ့အတွက်ကြောင့်စက်ပြေကြရအောင် frictional force between the feet and the ground provider centimeter force if the radius or curvature is smaller, the centimeter force will become greater. Conversely, since the friction force is less than the required centimeter force. ဒီအောက်ပိုင်းမှာပေးထားတဲ့စာတစ်ပိုင်းလုံးရဲ့အဓိပ္ပာယ်ကဘာလို့ပြောကြချင်တာလဲဆိုရှင်ပုံမှုအားလေးတွေပုံမှုအားလေးတွေဖြစ်ပေါ်ဖို့အတွက်အပြေးသမားလို့ပြောတဲ့အတွက်ကြောင့်သူ့မှာရှိနေတဲ့ feet ခြေထောက်ရဲ့ the ground မြေပြင်ရဲ့သူတို့နှစ်ခုကြားမှာဖြစ်ပေါ်လာတဲ့ sanitary folie တွေဖြစ်ပေါ်လာတာကိုပြောကြားထားတာဖြစ်ပါတနည်းအားဖြင့်ခြေထောက်မှာခြေထောက်နဲ့မြေကြီးနဲ့ပြေးတဲ့အတွက်ကြောင့်ပုံမှုအားတွေဖြစ်တယ်အဲ့လိုပုံမှုအားတွေဖြစ်ပေါ်လာသည်နဲ့အမျှနောက်ဆုံး finally မှာဒီချေတို့ဘဟုချင်းအားလေးတွေဖြစ်ပေါ်တယ်ဆိုတဲ့အကြောင်းကိုရှင်းလင်းထားတာဖြစ်ပါတယ်အဲ့လိုဘဟုချင်းအားလေးတွေဖြစ်ပေါ်လာသည်နဲ့အမျှ radius or curvature တန်မှုလေးတွေကသိငယ်လာမယ်ဒီလိုသိငယ်လာတဲ့အတွက်ကြောင့်ဘဟုချင်းအားတန်မှုတွေကကြီးလာလိမ့်မယ် ယ်လို့တချေတို့ထေချထားတာဖြစ်ပါတယ်။ဟုတ်ပြီဒီမှာမေးခွန်းမှလည်းမေးထားတာ Radio Capita ကတင်းငယ်ဝါမလားလို့မေးတဲ့အတွက်ကြောင့်တချေတို့ရဲ့ပုံမှာပေးထားတဲ့ Radio or Capita တံမိုးကတော့တင်းငယ်မဲဘာကြောင့်တင်းငယ်လဲလို့မေးဘိုချင်းအားတံမိုးတွေက greater ကြီးမားသွားတဲ့အတွက်ကြောင့်တင်းငယ်မဲလို့တချေတို့ဒီလိုဖြေချမှာဖြစ်ပါတယ်။အဲ့လိုကြီးသွားတဲ့အတွက်ကြောင့် he was slim since the frictional force is less than than the required centimeter force အကယ်၍များဒီဗဟုချင်းအားလေးတွေပမာဏဘာဖြစ်ရင်လဲဆိုလို့ရှင်နဲခဲ့မယ်နဲခဲ့မယ်ဆိုလို့ရှင်ဒီသူက fictional four ပုံမှုအားတွေများသွားတဲ့အတွက်ကြောင့်ဒီလူကချော်လဲသွားနိုင်တယ်ဆိုပြီးတော့ဒီချေတို့ဒီလိုလေးဖြေချမှာဖြစ်ပါတယ်ဟုတ်ပြီဒီတပုတ်စာလုံးကိုပြန်ပြီးတော့ပြောရမယ်ဆိုလို့ရှင်မေကွန်လေးမေးထားတာကမနက်နံပါတ်1က sandvidet four ့ FC တန်မိုးကိုမေးထားတယ်နောက်တစ်ခုကဒီလို FC တန်မိုးရရှိလာသည်အမျှဘလို့အားတွေဖြစ်ပေါ်လာလဲဆိုတဲ့အကြောင်းကိုမေးထားတယ်နောက်တစ်ခုကကြတော့သူ့ရဲ့တန်မိုးတွေအချင်းဝက်တန်မိုးတွေငယ်သွားရင်ရောဆိုပြီးတော့မေးထားတဲ့အတွက်ကြောင့်ဒီချေတို့သူမေးတဲ့ FC တန်မိုးလေးလည်းရှာပြီးပြီနောက်ဆုံးသူမေးထားတဲ့အပမနာဘလို့ဖြစ်ပေါ်လဲဆိုလို့ရှင်ခြေထောက်နဲ့ လမ်းနယ်ချားမှာရှိနေတယ်။တနည်းအားဖြင့် ground နယ်ချားမှာဖြစ်ပေါ်မှုကြောင့်ဗဟိုချင်းအားလေးဖြစ်ပေါ်ရဲဆိုတဲ့အကြောင်းကိုပြောကြားထားတယ်။အဲ့လိုဖြစ်ပေါ်လာသည်နဲ့အမျှ radial orbital တံမှုကတင်းငယ်လာတယ်ဆိုတဲ့အကြောင်းကိုရှင်းလင်းတယ်။ radial တံမှုတင်းငယ်လာသည်နဲ့အမျှသူ့မှာတပ်ရောက်လာတဲ့ဗဟိုချင်းအားတံမှုတွေနည်းလာရင်သူဒီချော်လဲသွားနိုင်တယ်ဆိုတဲ့အတိပယ်လေးကိုဖြည့်ရှင်းထားတဲ့အတွက်ကြောင့်ဒီပု္ပ္ပစာတပု္ပ္ပစာလုံးရဲ့အတိပယ်ကိုနားလည်မယ်လို့ယူဆပါရတယ်။ဒါကြောင့်နောက်တစ်ခုဆက်ကြည့်ကြရအောင်။ နောက်တစ်ခုကကြတော့ review exercise review exercise ကတီချဲတို့ကိုဗာမေးထားလဲဆိုလို့ရှင် for a skater for a cycle he had to learn in work explain what a four diagram skate သမားတယောက်ကစကဲစဝမ်းပုံတံတန်းလမ်းကြောင်းလေးနဲ့လှက်ပတ်တဲ့အခါမှာသူ့ရဲ့အားတယောက်မှုက အတွင်းဘက်ကိုရောက်ရှိသွားတယ်ဆိုတဲ့အကြောင်းကို ဒိုင်ယာဂရမ်လေးနဲ့တကွာဒီချယ်တို့ကိုပေါ်ပြခိုင်းတယ်။ဒါကြောင့်ဒီချယ်တို့ကဒီမှာပုံဆွဲသားရမှာအတွက်ကြောင့်ဆက်ဝိုင်းလေးအရင်ဆွဲလိုက်မယ်။စာကူလာဖတ်လို့ပြောရင်ဆက်ဝိုင်းလေးဆွဲမယ်။အဲ့လိုဆက်ဝိုင်းဆွဲတဲ့အခါမှာစကိတ်သမားတစ်ယောက်ကိုကိုစားပြုခြင်းနဲ့အတွက်ကြောင့်ဒီနားလေးကိုဒီနားမှာသူရှိတယ်လို့ယူဆမယ်။ဒါကြောင့်ဒီနားလေးကိုမတ်လို့ယူဆလိုက်မယ်။သူဒီဆက်ဝိုင်းပုံတံလမ်းကြောင်းလေးလှက်ပတ်တဲ့အတွက်ကြောင့်သူ့ပေါ်မှာတက်ရောက်နေတဲ့အပမာနာသည်တနည်းအားဖြင့် Sandvider 4 ဗဟိုချင်းအားလေးရရှိလာမယ်ဒီလိုရရှိလာသည်နဲ့အမျှသူ့မှာပုံသေးနှုံးနယ်ပဲယူရှားတဲ့အတွက်ကြောင့် velocity လေးရှိမယ်ဒါကြောင့်ဒီချေတို့ကဒီပုတ်ဆောင်ကိုဖြည့်တဲ့အခါမှာ diagram လေးနဲ့ပဲဖြည့်ပြီးဆိုတဲ့အတွက်ကြောင့်ဆက်ဝိုင်းပုံသဏ္ဍန်ဆွဲမယ်သူ့ရဲ့ direction လာရသည်အလဲဘဟိုကိုဥတီမယ်ပြန်သူ့ပေါ်မှာပုံသေးနှုံးလေးရွေရှားတဲ့အတွက်ကြောင့် velocity လေးရှိမယ်ဆိုပြီးတော့ဒီလို figure လေးနဲ့တကွာဖော်ပြပြီးတော့ရေးဆွဲကြရမှာဖြစ်ပါတယ် ဒီနေ့ဒီချေပြောခဲ့တဲ့2.2အနဲ့ပတ်သက်ပြီးတော့အကုန်လုံးတေချာလေးလာပြီးတော့ဖတ်ကြပါဒီချေတင်တာလေးကတော့ဒီနေ့တော့ဒီလောက်ပါပဲဒီချေတင်ပေးတဲ့ဟာကိုကြည်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေကွန်အဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်